မင်္ဂလာပါရှင်ဒီနေ့ကတော့ပဲပင်မအကြော်လေးလှူစားပါတယ်အကြော်လုံးရန်အတွက်ကနန်းအသားချောင်းလေးနဲ့တုံပြူတယ်မရှိရင်ပြုံသုံးလို့ရတယ်နော်ပြီးတော့ပဲပင်မ25ပန်းတဲ့တထုံးကိုစီးစီးရနော်ဒါမှမဟုတ်စားကြင်နေရှင်ကျွန်မစပိန်ကွင်းကနေပြီးဝယ်လာခြင်းဖြစ်ပါတယ်ပဲပင်မကိုကျွန်မတင်းချာစီးကြောလိုက်တယ်ပေါ့ရှင်ထိတ်ကလေးကြီးရှိတာရှာလိုက်တော့ပေါ့ထိတ်အမဲလေးကြီးရှိတယ်ဆိုရင်လည်းကျွန်မလွှတ်ပြလို့ရအောင်ပေါ့နော်အဲပြီးတော့ရင်တော့ပဲပင်မကိုရင်းစစ်ထားပါတယ်ရှင် နောက်တစ်ခုကကြတော့ကျမရဲ့ကဏ္ဍအသားကြောင့်လေးတွေဖြစ်ပါတယ်။ဒီကဏ္ဍအသားကြောင့်လေးတွေကိုမှွားလိုက်မယ်နော်။တချို့ကလာမင်းနေအမကျမမှာကဏ္ဍအသားကြောင့်မရှိဘူး။ဘယ်လိုလုပ်ရမလဲ။ပုံစံတော့မှရှင်။ပဇွန်တော့နိုင်ပါတယ်ပဇွန်အကောင်လိုက်လဲရတယ်အဲအစိမ့်ပေါ့နော်အစိမ့်ကိုပဇွန်အကောင်လိုက်လဲရတယ်ဒါမှမဟုတ်ဘယ်နဲ့အကောင်လိုက်ဖို့ဘယ်နဲ့တုံးမိသားတယ်ဆိုရင်လည်းရပါတယ် အနန်းသားကြောင့်လေးတွေမော့ပြီးသွားတယ်ဆိုရင်တော့ပဲမမောက်ဆေးပြီးရစ်ထားတာလေးတွေကျွန်မထင်တယ်ပြီးတော့ကျွန်မအကြုံမှုတ်သုံးမယ်ဆံမှုတ်သုံးမယ်ဒါမျိုးတွေပေါ့နော်ဒါကတော့ဆံမှုတ်ဒါကတော့အကြုံမှုတ်ပေါ့နော်အကြုံမှုတ်ကိုကျွန်မကရှစ်စွန်းလောက်ထည့်တယ်နောက်ပြီးတော့ဆံမှုတ်ကိုတော့၃စွန်းလောက်ထည့်စုစုပေါင်း၁၁စွန်းလောက်ကျွန်မထည့်လိုက်တယ်ထည့်ပြီးတော့ဒါကျွန်မရဲ့ ချစ်သူမျိုးမုံမှာအဲ့ဒါလေးငငင်ထဲတယ်မှုန်းကျင်လို့ပါရှင်ပြီးတော့စားလေးထဲပါတယ်ကြားတာမုံလေးထဲပါတယ်ပြီးတော့ရင်ကျမသူ့ကိုအနေငယ်နေပြီးတော့နေနေနဲ့ကျမရေလေးလွင်နည်းနည်းချင်းနည်းနည်းချင်းရေထက်ထည့်ပြီးတော့ကျမနေပါမယ်ဒါမှသာကျမတို့စေးစေးလေးရတာဖြစ်ပါတယ်ရှင်မဟုတ်ရင်မစည်းပဲနဲ့လုံးဝထုတ်လိုက်ပြီးကြီးဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ရေကိုလိုတဲ့လောက်နည်းနည်းချင်းနည်းနည်းချင်းထည့်ပြီးနေပါရှင်။ လုံးဝတမတ်သွားပြီနည်းနည်းခက်ပြစ်ပြစ်ကလေးနေထားလဲရှိနေပြီဆိုရင်တော့အခုလိုမျိုးစကားလေးယူလိုက်စကားပေါ်မှာပုံစံချလိုက်ပါတယ်ကျမကမိသားရင်တော့တစ်ဖက်မှာကျမစီပိုးတည်ထားပါတယ်စီပိုးအိုးလေးကိုကျမသူ့ကိုထည့်ပြီးတော့စာပြီးတော့ကြော်ပါမယ်ရှင်တစ်ခါကြော်ရင်၃ခုလောက်ပဲကြော်လို့ရတာမဟုတ်လို့ကျမဘီးအလဲလဲနဲ့၃ခုလောက်ကြော်ပါတယ်ရှင် မီးကတော့လေအလင်းလည်းပဲတုံးတာပိုကောင်းတယ်။မီးကတအားဖြစ်နေဆိုရင်အတွင်းမက်တွေမကြက်ဘဲနဲ့အပြင်မက်တွေကြက်တာမျိုးဖြစ်တတ်ပါလိမ့်ရှင်။ဒါကြောင့်မို့မီးကိုအလင်းလည်းပဲတုံးမှာနည်းနည်းလေးတင်းလာမှသာအထောက်အလှမ်းမှာနော်။အထောက်အောင်တင်းလာမတင်းလာနည်းနည်းစန့်ကြည့်ပါ။အောက်ဘက်ကနည်းနည်းလေးကျွတ်မှသာအထောက်အောင်လှမ်းမှာမဟုတ်ရင်ကျမတို့အဆင်မပြေဘူးရှင်။အောက်ဘက်ကနည်းနည်းလေးကျွတ်မှသာအထောက်အောင်ခုလိုမျိုးလေးလှမ်းမှာရှင်။လုံးဝအထောက်အောင်ကျွတ်သွားပြီဆိုတဲ့အနေအထားဆိုရင်တော့ကျမတို့ တီရှူးလေးယူပါတီရှူးလေးယူပြီးကျမတို့ဆင်စစ်တယ်ရှင်တီရှူးမရှိတဲ့သူတွေကစကားပေါ်မှာတင်ပြီးဆင်စစ်ပါရှင်ပြီးတော့ဂျန်နဲ့မုံနစ်တွေကိုလည်းကျမအခုလိုမျိုးပဲဆက်ပြီးတော့ကြော်လိုက်ပါတယ်ဒီအကြော်လေးကိုလေစက်တုံစိမ့်လေးလှီးပြီးတော့ကျမတို့အချင်းရင်လေးနဲ့လည်းတုပ်စားနိုင်တယ်လို့ အကျော်နဲ့ချင်းနဲ့လည်းဒီတိုင်းတို့ပြီးတော့စားနိုင်ပါတယ်ရှင်။ကျမကတော့ကျွတ်ကျွတ်ကလေးလိုချင်တယ်။ဒါကြောင့်မလို့မီးအေးနဲ့ကြာကြာကြော်ပါတယ်။အထအောင်ကို၄၅၆ခါလှန်လိုက်တယ်ပေါ့ရှင်။ဒါကတော့ကျမပွဲပြင်တာဖြစ်ပါတယ်ရှင်။ကျမကတော့ဒီမှာကစီရာရှာချင်းပဲအသုံးပြုရဲစီရာရှာချင်းကမြန်မာနိုင်ငံကငရုတ်စီနဲ့တော်တော်လေးကိုနီးနီးဆက်ဆက်တူတယ်ပေါ့နော်။ဒါလေးကိုပဲကျမအသုံးပြုသွားတာဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့လွယ်လွယ်ကူကူပဲမှတ်လို့ရင် หัวงอนเนี่ยปุกอัดงอกปุกอัดเป็นมาทุกคนเบบี้มาคันนตาจาวมาเฮ้บาเนี่ยคันนตาจาจ๋อเฮ้คลีอะลูกเนี่ยะอืมซอสคอสนายอยู่ OK 了，嗯，好，嗯，Thank you 吧。